ိမ့်မိနေတယ်ဒီမှာပိမ့်မိနေတယ်ပိမ့်မိနေတဲ့အောက်ကအချိန်တော်တော်ကြာထွက်လို့မရဘူးဇွဲမလျှော့ပဲယုံထွက်လာခဲ့တဲ့ကလေးငယ်မနှစ်ဦးရဲ့ပိမ့်မိနေတယ်ဒီမှာပိမ့်မိနေတယ်ဖြစ်ရမှန်ကိုဖခင်ဖြစ်သူကဒီလိုရေးထားပါတယ်ကျွန်တော်နဲ့တားငယ်လေးတို့အပြင်သွားနေချင်းအထက်၆လွာမှနေထိုင်နေရင်ဖတ်မှတ်ငလင်ဆက်လုပ်ချိန်မှတင်ကျွန်တော်အမေရဲ့အခန်းနံရံကြည့်ကြတော့ဖြစ်ပါပြီ။ တမီးလေးတို့ပြေးဖို့စီစဉ်ချင်းအဖေါ်ကိုခေါ်မရမယ်ဆိုပြီးအဖေါ်တကန်းကိုတွန်းဖွင့်ချင်းဖွင့်မရတော့ပါဘူးအဲ့ဒါနဲ့ညီမတို့နဲ့ရောက်မဲရတာနဲ့တွန်းဖွင့်ခဲ့ကြပြီးအထက်ကိုရောက်သွားတော့မြင်လဲရတာက အဖွားမှာသွေးတွေစီးကျနေပါပြီအဖေါ်ရင်ပြေးမရမယ်ဆိုပြီးသုံးယောက်စလုံးလက်ချင်းချိတ်ကအရေးပေါ်လေကားကိုပြေးလွှားနေစီမှာပဲအဆောက်အဦးတစ်ခုလုံးပြိုကျသွားခဲ့ပါတယ်တမီးတို့ပြေးနေချိန်မှာတမီးတို့နှစ်ယောက် ဖုံးကိုစီယူဆောင်ခဲ့ကြပါတယ်။တခုခုဆိုဖုံးဆဲလို့ရအောင်ဆိုလိုပါ။အဆောက်အဦပြတ်သွားချိန်မှာမောင်မင်းနေပြီးခန္ဓာကိုယ်ပေါ်မှာပိတ်မိတဲ့ကြောက်တုံးမျိုးကိုဖယ်ရှားပြီးဖက်ပေါ်များဆာမရခဲ့ကြတော့ပါဘူး။ပြင်ပမှပါတမ်းမမကြရတော့ဘူး။အချိန်ကြာမြင့်လာတဲ့အထိစိတ်ကိုလျှော့ပြီးအဖွားနဲ့လက်ချင်းထက်ကငို ခဲ့ကြတယ်။သမီးတို့လက်ထက်မှာပါတဲ့ဖုံးတွေနဲ့မှတ်တမ်းတင်ခဲ့ကြတယ်။အကယ်၍သမီးတို့မြေဖွားတွေတည်သွားခဲ့ရင်သမီးတို့ဖုံးလေးတွေရှာတွေ့ပြီ အမေနဲ့အဖေမြင်အောင်လို့ဖုန်းလော့ကိုဖြုတ်ထားခဲ့ပါတယ်။စောင်းရင်စောင်းရင်ကေစရီအဖွဲရောက်လာတယ်။အပေါ်အောက်ဝိုင်းအော်ခါမှအနီနာရောက်လာတယ်။ကေစရီပြေးဖို့ပြောရင်ကေစရီမှအပေါက်လေးဖောက်ရန်ပြည်စီများတွားယူမင်းဟုဆိုကနိုင်ရအတော်ကြာပေါ်မလာတော့ပါဘူး။နောက်ထပ်တက်လာတဲ့ကေစရီအကူတယောက်ပြန်ရောက်လာတယ်။အဲ့ဒီအကူကတဘောကောင်းတယ်။စကားတေချာပြောပေးတယ်။ရေဘူးနဲ့တူတကြောင်ပေးဖို့တောင်းဆိုတန်ကြားနေရတယ်။ တူနဲ့ထုပြီးအပေါက်သေးသေးလေးတစ်ခုထွက်လာတယ်။ရေလာပေးတယ်။အောက်ကလူတွေအရင်ဆုံးကဲထုတ်သွားပြီလို့သမီးတို့ထင်ခဲ့တယ်။သမီးတို့မြေဖွားတွေမထားခဲ့ဖို့ပြောရင်အတန်တွေမကြားတော့ပါဘူး။အဲ့ဒါနဲ့သမီးတို့မြေဖွားတွေကြောက်လုံးတွေဖယ်ကြရင်လက်နဲ့ဆမ်းမိတယ်။ကဲစရဲ့အကိုထုနေတဲ့တူတချောင်းကြံခဲ့တယ်။အဲ့ဒါနဲ့အဲ့ဒီတူကိုယူပြီးကြောက်သုံးလေးတွေထုခွဲပြီးတကူစာလေးပွင့်သွားခဲ့တယ်။ကဲစရဲ့အကိုပြန်လာခေါ်တာကိုမဆောက်ပဲ တမင်းရင်ထွက်လို့ရအောင်ကြိုးစားခဲ့တယ်။အဖွားကမြေကြီးအဖွားကိုမထားခဲနဲ့ဆိုပြီးပြောတယ်။အဖွားကလည်းအမောဖောက်နေပြီ။ရက်ခပစ်ဖို့ဘာမှလည်းမရှိဘူး။အဲ့ဒါနဲ့ပြင်ပြတစ်ချက်စီတယ်။အဲ့ဒါကိုချိုးပြီးညီမလေးကိုခတ်ခိုင်းခဲ့တယ်။အဖွားကိုထုတ်ဖို့အဖွားအတွက်အပေါက်ကြီးကြီးဖောက်ဖောက်ချင်ပေမဲ့ကြောက်တုံးတွေကအရန်ကြီးလို့တော့တမင်းတို့နှစ်ယောက်စလုံးမလုံနိုင်ခဲ့ဘူး။အဲ့ဒါနဲ့တမင်းရအောင်ထွက်ဖို့စူးစမ်းခဲ့တယ်။ ကောင်းထွက်လို့ရလောက်တော့ကေစရီအကူတွေကတမီးကိုဆွဲထုတ်ပေးကြတယ်။ကေစရီအကူတွေကိုညီမလေးနဲ့အဖွားကိုကဲတင်ပေးဖို့ပြောရင်ညီမလေးလည်းထွက်လာနိုင်ခဲ့တယ်။ကေစရီအကူတွေလူနာတင်ကားပေါ်ခေါ်သွားနေချင်းအဖွားကြံနေသေးတယ်ခေါ်ပေးပါဦးဆိုကကေစရီအကူတွေကဘာမှမပူပါနဲ့ဖက်ပေါက်ရှိနေပြီမို့ရအောင်ကဲတင်ပါမယ်ပြောတယ်။ဒါကတော့နိုင်ရီပေါင်းအတော်ကြာပြီးမိပြီ။အဖွားအသက်85နှစ် မြေအသက်16နှစ်နဲ့73နှစ်လွတ်မြောက်လာတဲ့ဖီယမန်ဖြစ်ပါတယ်ဒီတဲ့ရင်ကိုဖခင်ဖြစ်သူကဖော်ပြထားတာဖြစ်ပါတယ်ခင်ဗျာ